ဟိုကျွန်တော်အမေရိကန်တန်ယုံမှာသဘာဝပတ်ဝန်းကျင်ထင်သေးရင်းနဲ့ပတ်သက်လို့ကြာပါပြီ၁၀နှစ်၅နှစ်လို့ဆိုတော့ဒါပြောတော့ QNA မေးအမေးပြေခံတာရောက်တော့လူကြီးတယောက်ကထပြောဆရာသဘာဝပတ်ဝန်းကျင်ထင်သေးရင်းမှာကျွန်တော်တို့ renewable energy ပြန်ဖြည့်မြဲစွမ်းအင်ပေါ့လေအဲ့ဒီစွမ်းအင်ပြန်ဖြည့်လို့ရတယ်စွမ်းအင် ဝင်းတာပိုင်းတွေကိုတုံးတဲ့အခါမှာကျွန်တော်တို့တွေ့ဘူးတဲ့ဒီလို vertical တာပိုင်းကြီးတွေဟာငှက်တွေကိုတည်စေတယ်ဟုတ်ကဲ့အခုနောက်ပိုင်းကျွန်တော်တို့တကယ်ဆန်းတဲ့ပြီဒီလို horizontal ပံငါးတွေကိုကျွန်တော်တို့တွားဖို့စဉ်းစားရမယ်ကိုအမြင်ဒီလိုမတက်ပံငါးတော့မနေလို့နေရတော့ horizontal ဘာတွေသူ့ ကြီးကျယ်တွေဆွေးနွေးတော့ကျွန်တော်နားမလဲပါဘူးခင်ဗျာလို့ကျွန်တော်အင်ဂျင်ဝင်မဲ့အဲတာဘိုင်နဲ့ပတ်သက်လို့ကျွန်တော်နားမလဲပါဘူးငှက်တီတီမတီလဲကျွန်တော်တို့သူတည်တနာမဖြူပါသေးပါဘူးအဲ့တော့ကျွန်တော်မဖြေတတ်ပါဘူးအဲ့မှာနောက်တစ်ခါကျတော့လူငယ်လေးတယောက်ကထပ်သွားအဲ့လူငယ်ကအသက်20လောက်ပဲကျွန်တော်ကတော့အဲ့ဟိုင်မတီးပါဘူးတဲ့ကျွန်တော်ကအခုအရွယ်လေးထိ20ကျော်အရွယ်ထိကျွန်တော်စားတဲ့တည့်ရဲ့အစီကိုကျွန်တော်စိုက်တယ် ဲ့ဒီတရဒီကိုကျွန်တော်စားပြီးအဲ့ဒီတရဒီလေးကို6လှမ်းတယ်6ဝန်းလှမ်းပြီးတော့ကြောင်းတို့ဖုန်ကြီးကြောင်းတို့အဲ့ဒီလိုဝင်းရှိတဲ့နေရာမှာတွားပြီးတော့စိုက်တယ်စိုက်ရင်ကျွန်တော်ညက်နေပဲပဲစိုက်တယ်တဲ့ညက်နေပဲကောမှအပင်ကြီးရဲ့အရှိပဲပေး340အကွာလောက်မှစိုက်တယ်ဘောက်ဆိုဒီကြနေတဲ့တောင်သူအပင်လူတုံးမှမခံအောင်လို့နောက်အပင်ရဲ့လောင်းရည်လည်းမမိအောင်နောက်ကျွန်တော်က အဲ့ဒါပြီးရင်ကျွန်တော်တပင်းစုနှစ်ပင်ဆိုင်ပြီးရင်ကျွန်တော်အဲ့ဒါလေးကိုခြံခတ်တယ်ခြံခတ်ပြီးရင်အဲ့ဒီကြောင်းဝင်းတော့မို့အဲ့ဒီဖုန်ကြီးကြောင်းမှာကျွန်တော်ရမုံဘိုးလေးနဲ့ပြီးပြီးတော့အဲ့ဒီကကပီရတော့လောကောင်းခြံဆောင်တော့ဒါလေးကိုစိတ်တည်နွားဒီမဆောင်ဆော့ရှော့ပြီးပါကျွန်တော်မုံဘိုးလေးကရော့ကျွန်တော်တလ2000ပြီးပါမယ်2000တူဟာအဲ့ဒီကလေးကစောစောကဟောဂျင်နဲ့တာပိုင်းဒီပါတီကယ်တာပိုင်းဒီပြောနေတဲ့လူကြီးတဲ့တူကလက်တွေ့ပူကြ ကျွန်တော်အဲ့လူငယ်တွေကိုကျွန်တော်တဘောကြတယ်ဘာလို့လဲဆိုတော့သူကရှင်းအောင်စိုက်တတ်တဲ့စိတ်ဓာတ်ရှိတယ်အဲ့တော့ကျွန်တော်ကောက်ဟိုးတော့ management နဲ့ပတ်သက်လို့စကားတစ်ခုရှိတယ်အကောင့်ဆုံး manager ဆိုတာ best manager ပေါ့လေအကောင့်ဆုံး manager ဆိုတာဗကန်းပြောင်းစေတယ်ဒါပဲဟာဘာတော့ဟာ तू ဟာ तू လုံးဝမဲ့အလုပ်ကို သူကပကံစည်းဖို့မန်နေဂျာလုံးတော့ဒါပေမဲ့ပကံစည်းမဲ့လူမရှိတဲ့နေဆိုသူစည်းရင်လည်းပြောင်းအောင်စည်းတယ်တော်ကြီးရော်ကြီးမလုပ်ဘူးငါမန်နေဂျာကတော့ဒါပြဆိုအဲ့လိုမလုပ်ဘူးပကံပြောင်းစည်းတဲ့တည်းစိတ်ဓာတ်အဲ့စိတ်ဓာတ်ကကျွန်တော်တဖောကြအဲ့စာမှုကိုလည်းကျွန်တော်တဖောကြကိုကိုကိုတောင်းဝင်နေယူတယ်ဟိုတော့မှတ်မိသေးတယ်ဒါကြီးဆရာမောင်သားချိုကြီးဟင်းရမှာ ပမခလုံးတော့သူကသူ့မိသားစုကရန်ကုန်မှာကြံခဲ့တော့သူကကိုယ်တိုင်ဈေးတော်တော်ပဲဈေးတော်တော်ပဲတော့တည့်ရကြတော့ဘဲဦးဘဲဦးဝယ်တော့ဘဲဦးဝယ်တော့သူကလည်းမဖြစ်ပါဘူးဘဲဦးတယ်လေးလည်းခင်းနေတော့နောက်တနေ့ကျပြောအဲ့ဘဲဦးဆယ်လုံးဝယ်တော့တလုံးကအပုတ်ပါအဲ့နဲ့ဘဲဦးတွေ့ပြောဟဲ့ကော်မတီနင်းဘဲဦးကဒီမှာတလုံးကပုတ်နေရဆိုတော့ကော်မတီကပြန်ပြောသေးလား ျွန်မမအူဘူးထင်ရတယ်။သူဥလားမဟုတ်ဘူးပေါ့ပုတ်တယ်။ဟိုကျွန်တော်ကဒါဟိုဟာတာနေပြောပါတကယ်တကယ်တော့ကိုအလုပ်ကိုကိုတောင်းယူရမှာကျွန်တော်အခု professional မဖြစ်ကြအောင်ကိုခင်ဗျားတို့ရိုက်ဖို့လုပ်နေတော့ကျွန်တော်ကြည့်နေဟိုနာ professional ဖြစ်တယ်တကယ်ကိုဖြစ်တယ်ပေါ့ဆိုဘယ်လိုထားမလဲဘယ်လိုလုပ်မလဲအဲ့လိုလုံးဝမှာလေ ကျွန်တော်ကဟာဒီလိုကောင်းမှလားဟိုလိုကောင်းမှလားခင်ဗျားတို့ဒီထိုင်ကုန်လေးထိုင်ကြကျွန်တော်ထိုင်ကုန်ကျွန်တော်လက်ရှိမှာလေဆိုတော့ထိုင်ကုန်ဟာအဲ့ဒါကြာထိုင်တော့သိပါပဲဒါပေမဲ့ခင်ဗျားတို့အဲ့ဒါကိုစဉ်းစားတယ်တင်ကင်းလို့တယ်အဲ့အဲ့ပဲကျွန်တော်တို့အခုအဲ့လက်သမားတွေရောပညာတွေရောကျွန်တော်တို့ professional မဖြစ်ကြအောင်ကျွန်တော်မြန်မာလူမျိုးကကာတွန်းဆိုင်လေ professional ဖြစ်ရမှာရှိရပေါ့ဘယ်နေရာမှာမဆို ကျွန်တော်စိုက်ကန်းမတော့ professional ဖြစ်နေတယ်စိုက်ကန်းမလည်းအဲကိုယ်စိုက်ကောက်ရအောင်ဒီချမ်းမောင်းအန်တယ်မဖြစ်အောင်မောင်းဂျူဂျူဒါဆက်ဆိုင်ကျွန်တော်သူ့ဟာတဲ့တောင်းပြီးဝင်မလေးဘူး